ဟင်းဝင်းရနဲ့စုပြည့်တဲ့စေမင်းလာဝဲကိုနှွေထိုးမတရောက်တဲ့နောက်ွဲကအကြောင်းရင်ဒီအပိုင်းဆိုရှယ်မီယာကိုလွန်မှုထားတဲ့တင်ကတော့ငင်းစင်ဆောင်တွဲလို့အားလုံးကချစ်စနိုးခေါ်ကြတဲ့ဟင်းဝင်းရနဲ့စုပြည့်တဲ့စင်တို့ရဲ့မင်္ဂလာပွဲတော်ကြီးအကြောင်းပါပဲဒီမင်္ဂလာပွဲဟာ၆ပွဲတည်တည်အခမ်းအနားစွာကြီးစည်ကျင်းပခဲ့ပြီးအနုပညာလောကရဲ့ထိတ်တန့်ကျယ်ဝင်းနေအားလုံးပြောင်းဝရင်အနုပညာရှင်အကောင်လုံးစုံညီတယောက်ခဲ့ကြတဲ့ပွဲကြီးတစ်ပွဲပါကြပါမယ်ဒီအားလုံးဆိုတဲ့ကြားထဲမှာပြည်သက်တွေမျက်စိတောက်တောက်ပြီးရှာဖွေခဲ့ကြပါမယ်အရေးရာမတွေ့ခဲ့ရတဲ့မိသားတယောက်ရှိနေခဲ့ပါရဲ့ ူကတော့ခြားသူမဟုတ်ပါဘူး။မင်းသမီးချော်ဆိုဖီသစ်စင်နဲ့တူဇလန်းတွဲတစ်ခုမှာရန်ကုန်မှာလိုက်ဖက်ညီတဲ့မင်းသားနေထိုးပဲဖြစ်ပါရည်။ဒီเจ้าညာကခုဆိုရှယ်မီဒီယာမှာတော်တော်လေးလူပြောများနေတဲ့ခေါင်းစဉ်တစ်ခုဖြစ်လာပါရည်။နေထိုးကဆိုဖီမင်္ဂလာဆောင်မလာတာကိုလူပြောများတာကကျင်းပေါ်ရုပ်တံဇလန်းတွဲကြောင့်ပါပဲ။ပရိသတ်ကြီးမတ်မီအောင်မှာပါဒီဇလန်းတွဲထဲမှာနေထိုးနဲ့ဆိုဖီသစ်စင်တို့ဟာတင်းနဲ့မောင်ဆိုတဲ့ဇက်ကောင်တွေဖြစ်အတွဲညီညီတယောက်ဆောင်ခဲ့ကြပါရည်။သူတို့နေရောက်ရင်ဝမ်းစကရင်တယောက်ဆောင်ချက်တရားအမခန်လိုက်ဖက်ညီခဲ့ပြီး ပြည်သက်တရေရှင်တွေကိုတကယ့်ကိုထီထီမိမိရောက်ခဲ့ပါရီဇလန်းထဲမှာသူတို့ရဲ့တရုတ်စာမှုကတဘာဝါကြာလုံးချစ်စရာကောင်းလွန်တာကြောင့်ပြည်သက်တရာသူတို့နှစ်ယောက်ကိုဇလန်းထဲမှာနေမဟုတ်ဘဲအပြင်မှာပါတကယ်ညောင်းစီခြင်းတွေအထိဖြစ်ခဲ့တာပါရီဆွေဝေဒဇင်းနဲ့ဟိဝရန်တို့ဟာသူတို့ရဲ့6နှစ်တာချစ်သူတက်တန်းကိုတရားဝင်မချပြခင်တင်းဝဲထားတဲ့အချိန်မှာပြည်သက်တရာကျင်ပေါ်ဇလန်းတွေကြောင့်နေထုနဲ့ဆွေဝေဒဇင်းကိုအရန်သဘောတူပြီးတော့ရှစ်ပေတွဲပေးခဲ့ကြပါရီနောက်ဆုံးမှာသူတို့သမီးလောင်ဆွေဝေဒဇင်းကိုရိုင်းကသူမမှာတကယ်ချစ်ရသူရှိပါရီ နေထွန်းနဲ့ကမောင်နှမလိုလို့ဖော်ကိုင်းဘက်တွေပါဒါကြောင့်သူမကိုနေထွန်းနဲ့မရှိကြပါနဲ့ဆိုပြီးပရိသတ်တွေကိုတရားဝင်တောင်းမယ်မြစ်တာရခံခဲ့တဲ့ထိပါပဲအဲ့ချိန်တုန်းကပရိသတ်တွေကအော်ဟုတ်လားဆိုပြီးအံ့ဩကြရတယ်လို့ဒီနေ့မောင်ကိုအားပေးခဲ့တဲ့ပရိသတ်တွေတောင်မှအသေးကွဲခဲ့ကြရပါတယ်ဒါကြောင့်နေထွန်းအနေနဲ့စိုးပြဝဲကိုမျက်နှာပူလို့ဖြစ်နိုင်နေဆိုတာပါပဲစဉ်းစားကြည့်ပါကိုပရိသတ်တွေရဲ့အဓိကသလိုသားလောင်းဖြစ်တမက်ချင်းခံခဲ့ရဖို့တွေသူတို့သမီးကိုယ်တိုင်ကငါတို့မဟုတ်ပါဘူးလို့ရှင်းလင်းရတဲ့အထိဖြစ်ခဲ့တယ်အခုသူ့ရဲ့တကယ်မင်းလာဝဲကိုကိုရင်တော့ရောက်တက်ဖို့ဆိုတာ နည်းနည်းတော့အနေအားခံနိုင်ပါ रे ။မျက်နှာပူစရာကောင်းနိုင်ပါ रे ။ဒါကြောင့်ရှောင်ရှားလိုက်တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါ रे ။ဒါပေမဲ့ဒုတိယမြင်တစ်ခုကလည်းထွက်လာပါသေးတယ်။အချို့ကတော့နေထွက်ဟာသူ့ရဲ့ကိုယ်ပိုင်စီဝါရေးတွေနုပညာလုပ်တွေနဲ့တကယ်မအားလို့မလာခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါ रे ။မင်္ဂလာဝေးရ6ဝေးတော်လို့တာတပွဲမှမအားဘူးလားလို့မေးစရာရှိပေမဲ့အချို့ရဲ့ခိုင်မာပြောဆိုမှုတွေကနောက်ဆုံးကျင်းပခဲ့တဲ့မင်္ဂလာညစာစာပွဲဝေဒင်းတင်နာမှာနေထွက်တယောက်တယောက်တာကိုမြင်လိုက်ရပါတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါ रे ။ တဝမီဒီယာတွေကိုရှာပြီးတော့လူရှင်းချိန်မှာခဏလေးလာရောက်ဂါရဝပြူသွားတာမျိုးလေးဖြစ်နိုင်ပါတယ်။ကေပရိသက်ကြီးတို့ရောဘလို့တင်ပါသလဲ။မင်းသားနေတို့တယောက်ကျင်းပေါ်ဇလန်တွဲရဲ့အရှိန်ဝါကြောင့်မျက်နှာပိုးပြီးမင်္ဂလာဝဲကိုတမင်ရှောင်းခဲ့တာဖြစ်မလား။ဒါမှမဟုတ်တကယ်ပဲအလုံများလို့မတက်ရောက်နိုင်ခဲ့တာလား။ဒါမှမဟုတ်ချို့ပြောသလိုပဲနောက်ဆုံးတင်နောက်ပွဲမှာတိတိစိတ်တက်ရောက်သွားခဲ့တာကိုပရိသက်တွေသတိမထားမိလိုက်တာဖြစ်မလား။ comment မှာကိုယ့်ရဲ့မြင်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။အပိနဆင်ခဲ့ကြတဲ့ပရိသက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။ ောက်နေ့ဒီမှာလည်းပြည်သက်ချစ်တော်ဆယ်လီတွေနုပညာရှင်တွေရဲ့နေ့စဉ်လှူရှားမှုပုံစံတွေနဲ့တူအနုပညာလှူရှားမှုတွေကိုသိရဖို့အတွက်ကျမတို့ရဲ့ပေးလေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်